နောက်ကြတော့ဒီမူးလဲသွားရကနေပြန်ပြီးတော့တတိပြန်ရလာသို့တော့ဒီလောက်ကြီးမားတဲ့ဒုက္ခကိုရင်ဆိုင်ရသည့်အတွက်ကြောင့်စိတ်ဓာတ်ကျသလားလို့ဆိုအကျဘူးအကျဘူးအဲ့ဒီကနေတတိပြန်ရလာတဲ့အခါကျတော့ခေါင်းထဲမှာမဖြစ်လာတော့လေကိုချုပ်တဲ့အပ္ပနကအကျင့်ကဒါအစွမ်းကုန်ငါကျက်လိုက်ပြီနောက်တစ်ခုငါထပ်ဆွမ်းတတ်အောင်မယ် ဆိုပြီးဘာတော့ဆိုအစာလုံးဝမစားဘဲနဲ့ဖြတ်တော့မယ်အဲ့ဒါလို့ဖြတ်တော့မယ်ဆိုတဲ့အခါနားထဲမှာလာကြတယ်အစာလုံးဝမဖြတ်ပါနဲ့ဖြတ်ရင်မွေးခြင်းပေါက်တွေကနေပြီးနတ်ဩဇာတွေထက်မယ်လို့နတ်တွေကပြောတဲ့စကားနားထဲမှာလာကြတယ်ဒါတော့ဖះလောင်းလေးကစဉ်းစားတယ်ငါကအစာဖြတ်တယ်လို့ဆိုပြီးတော့သူတို့ကငါမွေးခြင်းပေါက်ကအစာလာထက်မယ်ဆိုရင်ငါရဲ့အလုပ်ဟာ တန်ရှင်းစင်ကြယ်မှုဖြစ်မှာမဟုတ်ဘူးအဲ့တော့အစာကိုလျှော့စားမယ်လုံးဝဖြတ်တာမလုပ်တော့ဘူးနည်းနည်းလေးပဲစားမယ်တလက်ဆောင်လို့ခေါ်တာလက်ဖွာလေးကိုဖြန့်လိုက်ဖြန့်ပြီးရင်နည်းနည်းလေးတွန့်ပြီးတော့ခုံလိုက်ခုံပြီးတော့ရေထည့်ချလိုက်လို့ရှင်အဲ့လက်ဖွာထဲမှာတည်နိုင်တဲ့ရေပမာဏကိုတလက်ဆောင်လို့ခေါ်တယ်နော်တလက်ဆောင်လို့ခေါ်တယ်အဲ့ဒါလေးကိုပြောတာနော် ကိုလက်လေးကိုကိုပက်လက်လှမ်းလိုက်လက်ပွားလေးကိုပက်လက်လှမ်းပြီးတော့ခတ်ခုံးကုန်းလေးလှုပ်လိုက်ခတ်ခုံးကုန်းလေးလှုပ်ပြီးတော့အဲ့ဒီအခွက်ကလေးထဲမှာရေထည့်ကြည့်လိုက်ရင်ဘလောက်ရေဆတ်မလဲအဲ့ဒီအတိုင်းအတာပမာလားလောက်လေးကိုသူစားမယ်လို့ဒီနေ့မှနည်းနည်းလေးအဲ့လိုစားပြီးတော့ဒီနေ့ကုန်တရားကျက်အာရဖြတ်ပြီးတော့တရားကျက်အဲ့လိုတရားကျင့်တဲ့အခါကျအစာအာဟာရကမလုံလောက်သည့်အတွက်ကြောင့်တဖြည်းဖြည်းပိန်းလာလိုက်တာ အသားအရောင်တွေကလည်းတခါတည်းမြုံမဲသွားတယ်လူကလည်းပိန်ချသွားတယ်အယိုးပြင်းပြင်းကြဒုက္ခရာစရိယာကျင့်တဲ့ပုံကြီးတွေးဘူးတယ်မဟုတ်လားအဲအဲ့ဒါအဲ့ဒီအဆင့်ရောက်နေတဲ့အချိန်ကိုပြောတာနော်အသားသွေးတွေခန်းချောင်းပြီးတော့အယိုးပြင်းပြင်းကြတဲ့အနေအထားကြည့်အောင်စိတ်ဓာတ်ကတော့အလွန်ပြင်းထန်တယ်မျက်လုံးကလည်းဟောက်ပက်ဘိုက်ကင်လဲလို့ရှိရင်ကြောက်ထိအောင်ဘိုက်ကြီးကလည်းချက်တယ် ဘလောက်ထီအောင်အခြေနေဆိုးလာတော့ဆိုလို့ရှိရင်လက်ကိုလက်မောင်းတို့ပါတော့ကိုလက်တစ်ဖက်နဲ့တတ်လိုက်မယ်ဆိုလို့ရှိရင်အမွှေးလေးတွေကျွတ်ပါသွားတယ်အဲ့လောက်ထီအောင်အခြေနေဆိုးသွားတယ်ဒီလိုပြောတာနော်မျက်လုံးကလည်းပဲဟိုးရေတွင်းတဲ့ကအဲ့ဒါမှနဲ့တဲ့ရေတွင်းကိုကြည့်လိုက်လို့ရှိရင်ရေလေးကဟုတ်အောင်မှရှိရတယ်လို့ရလုံးကြီးကလည်းဟောက်ပတ်ကြီးဖြစ်နေတယ်တဲ့ အသားရောင်တွေကလည်းပဲပြောင်းသွားလိုက်တာပြန်နှန်းနှန်းတို့လက်ကျုပ်ကျုပ်တို့ဒီလိုတွေဖြစ်လာနတ်တွေကအမျိုးမျိုးပြောကြတယ်ရံကောမဟာအသားတွေညိုသွားတယ်အသားတွေမဲသွားတယ်တို့ဒီလိုမျိုးမျိုးပြောကြတာနော်အဲဒီလိုပင်ပင်ပန်းပန်းဆေးရဲတွေကျင့်လိုက်တာအစွမ်းကုန်ကျင့်တော်လဲပဲသူလိုချင်တဲ့အတိတ်ဉာဏ်တခုရမလာပါဘူးတဲ့ရမလာတော့စဉ်းစားတယ်တိယအင်ညောမက်ခေါ်ဘောဓာယာ အတိညာရဖို့အတွက်ဒီလမ်းတော့မဟုတ်တော့ဘူးတခြားလမ်းဖြစ်ကောင်းဖြစ်လိမ့်မယ်လို့စိတ်ထဲမှာအတိဝင်လာတယ်အတိဝင်လာတဲ့အခါမှာဘာသွားတတိယလုံးလို့ဆိုငယ်ငယ်လေးတုန်းကထွက်လေဝင်လေလေးကိုအာယုံစိုက်ပြီးတော့ပထမဆန်းရဘူးတဲ့တလောက်ငယ်ငယ်လေးကရနိုင်ပါမလားလို့မစင်စားနဲ့အလေးချင်းတမယာမှာအလေးချင်းရှိလာတဲ့ဟာတခုဟာအလွယ်တကူဖြစ်တတ်တယ်ပေါ့ ကိုယ့်ရဲ့လေ့ကျင့်မှုစွမ်းအားအဲ့ဒါမှကြီးမားခဲ့တယ်။ခပြီးတော့သုတ္တရဏမင်းကြီးလေတော်မင်္ဂလာလုံးနေတဲ့အချိန်မှာတပြေးပြင်းအောင်ဘုရားလောင်းလေးတူရဲတိတ်ထားတဲ့အချိန်အဆောင်တွေကလည်းလေတော်မင်္ဂလာပွဲကိုသွားငေးနေတဲ့အချိန်လေးမှာတယောက်တည်းထထိုင်ပြီးတော့ခက်လေးဝင်လေးမှတ်ရင်ကနေပထမဆန်းရလာခဲ့ဖူးတယ်ပေါ့အဲ့ဒါလေးကိုသွားပြီးတော့အမှတ်ရလိုက်တော့အဲ့ဒီဟာကမှလမ်းမှန်ဖြစ်ကောင်းဖြစ်လိမ့်မယ် အခုငါကြင့်နေတာတွေဒီလောက်ပင်ပင်ပန်းပန်းကြင့်တာတောင်မရဘူးဆိုရင်ဒီလမ်းကြောင်းဟာမဟုတ်တော့ဘူးလို့စိတ်ထဲမှာပေါ်လာခဲ့တယ်ပေါ်လာခဲ့လို့တိယမေခောတိယအင်ညောမေခောဘောရယဘောရယအတိညာရဖို့အတွက်အင်ညောမေခောတခြားနီလန်းဟာတိယဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ဘုရားလောင်းဟာအတိညာနဲ့စဉ်းစားပြီးတော့လမ်းကြောင်းပြတ်မှုစူးစမ်းတာဒီလို ပိန်ချုံးပြီးတော့အသားကြီးညှနှန်းနေတဲ့အအားမရှိတဲ့အနေထားမျိုးနဲ့ကတော့အဲ့ဒါမျိုးရဖို့ခက်လိမ့်မယ်။ဒါကြောင့်မို့လို့ပြန်ပြီးတော့ငါဟာအစာစားအောင်မှပဲအစာစားပြီးအားရှိအောင်လုပ်ပြီးတော့မှတရားဆက်ပြီးတော့ကျင့်မယ်လို့သူစိတ်ကူးနဲ့အစာပြန်စားတဲ့အချိန်မှာအနန္တကစောင့်ကြည့်ပြုစုနေတဲ့ ဖះအလောင်းတောထွက်ပြီးတဲ့နောက်မှာလိုက်လာကြတဲ့ပင်စဝက်ခေတွေကဖះအလောင်းရန်ကောရမအစာလဲပြန်စားရောစိတ်ပြတ်သွားကြတယ်သူတို့ကဒါလက်လျှော့သွားပြီးဘာတရားတို့မှလည်းမရဘူးဒီလောက်ပင်ပင်ပန်းပန်းချစ်နေတော့မရဘူးအခုတော့အစာတွေပြန်စားနေပြီးကမ္မထာလောက်ကလည်းထွက်သွားပြီးငါတို့တော့မျောလင့်ချက်တွေဝေးကုန်ပြီဆိုပြီးတော့ဒီမှာမနေကြတော့ဘူး တဲ့ဣတိပတနာတော်ဘက်ကိုပြောင်းသွားကြတယ်။ဒါလဲရသဗျာကိုယ်တိုင်ပြန်ပြီးတော့မင်းရှိတဲ့စကားတစ်ခုပဲ။အဲ့လိုသစ္စကတုတ်တံမှာအော်တိုဘိုင်ယိုဂရဖီအနေနဲ့တရားဘယ်လိုကျင့်ခဲ့တယ်ဆိုတာကိုဖျားဟာပြန်ပြီးတော့မင်းရှိတယ်။အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိတ္တပေါ့နော်။ဘုရားမြတ်စွာအများကောင်းကျိုးအတွက်လောကသားတို့အတွက်ဖျားဖြစ်သူမရောက်ခင်ကလည်း ဘလောက်ပင်ပင်ပန်းပန်းကြိုးပမ်းအထုတ်ခဲ့တယ်ဘလောက်လုပ်ခဲ့ရတယ်ဆိုတာဟာဒီဇာလန်းนี่ဒီမတန်းนี่ကိုကြည့်မယ်ဆိုရင်သိတာပါတယ်